တခါတော့ကရွာတွေကိုလှည့်ပြီးတော့အုတ်ထုတ်ရောင်းတဲ့အုတ်ထုတ်တဲ့တယောက်ရှိသူကရွာတွေကိုလှည့်လှည့်လှည့်ပြီးအုတ်ထုတ်ရောင်းနေတော့တနေ့ကျတော့သူရွာကြီးတွေ့ရအောင်ရောက်လာရောက်တဲ့အခါကျတော့အဲ့ဒီရွာကြီးရဲ့အရှိမတပင်းတပင်းတွေ့တယ်အရေးအာဝါဒကလည်းအလွန်ကောင်းတဲ့အခါကျတော့သူခဏနားမယ်ဆိုပြီးအဲ့ဒီအပင်းအောက်မှာဝင်ပြီးတော့ခဏထိုင်ထိုင်တော့သူမျက်လုံးလေးကိုနေရလဲချိန်တော့လေဒီအုတ်ထုတ်လေးတစ်လုံးကိုမျက်လုံးပေါ်မှာဒီလိုလေးဖုံးပြီးတော့တပင်းကိုမှီပြီးတော့ခဏနေတော့မှသူပင်မန်းလုံးလို့အိပ်ပျော်သွားတယ်။နိုင်ဝက်လောက်နေတော့သူဝုန်းကနေလက်နိုးလာတဲ့အချိန်မှာ သူ့ဘေးနားမှာသူရောင်းတဲ့အုတ်ထုပ်တွေတစ်လုံးမှမရှိတော့ဟာသူလန့်သွားငါအုတ်ထုပ်တွေဘယ်ရောက်သွားပြီလဲဘေးဘယ်ညာရှောက်ကြည့်တော့လည်းမတွေ့ဘူးဟာဒုက္ခပဲအုတ်ထုပ်တွေခိုးခန့်ထိပြီလားအဲ့ဒီအချိန်မှာသူ့ခေါင်းပေါ်တက်တက်လေးကွက်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 နဲ့အတန်နေကြတော့သူ့ခေါင်းပေါ်မော့ကြည့်လိုက်တော့လာလာသစ်ပင်အပင်ပေါ်မှာမြောက်တေတကောင်ကိုအုတ်ထုပ်တစ်လုံးလုံးစောင်းထားတယ်အတော့တိတ်တော့မတုံလို့ဘူးမြောက်ဆိုတာလူလုတဲ့အတိုင်းလိုက်လို့တောက်သူမြောက်တည်းရဲ့သဘောတဘာဝကိုသိအဘယ်လို့မဆိုတော့အလုတ်ရဲ့သဘောတဘာဝကိုသိဖို့ကအရေးကြီးဆိုတော့ သူကတိတ်မတုံလို့သူကလက်ခုပ်ကြည့်ပဲအေးမြောက်တင်ငါ့ကိုကြည့်ကြည့်တဲ့အခါသူကမြောက်တယ်သူ့ကိုကြည့်အဲသူကမြောက်ဆိုတာလူလုတဲ့အချိန်လိုက်လုတာကိုသူကအုတ်ထုတ်ကိုချွတ်ပြတစ်ခါချွတ်ပြနှစ်ခါချွတ်ပြအမြောက်တည်းလည်းလိုက်ချွတ်အော်မဆိုးဘူးတော့လားအဲ့ဒါနဲ့သူကအောက်ကိုသူ့အုတ်ထုတ်ကိုဘုံငနဲ့ပြစ်ချတစ်ခါပြစ်ချနှစ်ခါပြစ်ချပြတော့မြောက်တည်းလိုက်ပြီးတော့ပြစ်ချအဲ့ဒါနဲ့သူကသူ့အုတ်ထုတ်ကိုအကုန်ပြန်ရသွားမြန်မြန်ပြောရမယ်ဆိုတော့နောက်နှစ်တည်းကြာတဲ့အချိန်မှာအဲ့ဒီအပင်ကြီးအောက်ကိုနောက်ထပ်အုတ်ထုတ်တဲ့တယောက်ယောက်အုတ်ထုတ်တဲ့လေးတယောက်ယောက်အဲ့ဒီအုတ်ထုတ်တဲ့လေးကခုနအုတ်ထုတ်တဲ့ကြီးရဲ့မြီးလေး သူလည်းပဲသူ့ဖိုးလို့ပဲအဲ့ဒီအပင်ကြီးအောက်မှာအိပ်ပျော်သွားတယ်။သူလည်းဝုန်းကနေလက်လို့လာတဲ့အချိန်မှာသူ့ဘေးမှာအုပ်ထုပ်တွေတလုံးမှမရှိတော့။ဒါပေမဲ့ तू ကတော့တိတ်မတုံလို့တော့။ဒါဆိုကွီကွီကွီနဲ့အတန်းချာသူအပေါ်ပေါ်ကျနေတော့မြောက်တယ်ဆိုတော့ဒါဖိုးဖိုးပြောတဲ့မြောက်တယ်ဖြစ်မယ်။ဒီကောင်းလေးအကြောင်းသိပြီးသားတိတ်ပြီးတော့မတုံလို့တော့။အဖိုးဖိုးပြောတဲ့အတိုင်းညောင်မြောက်တယ်ငါ့ကိုကြည့်မြောက်တယ်ငါ့ကိုကြည့်မြောက်တယ်သူ့ကိုကြည့်ခိုင်းလူချင်းတို့ဘသူ့ကိုကြည့်နေတာ။နောက်တာနော်အဲ့ဒါမြောက်တေသူ့ကိုကြည့်တဲ့အခါဟာဖိုးဖိုးပြောတဲ့အတိုင်းသူအုတ်ထုပ်ကိုချွတ်ပြတစ်ခါချွတ်ပြနှစ်ခါချွတ်ပြတော့မြောက်တေကလိုက်ပြီးချွတ်ပြအာဖိုးဖိုးပြောတဲ့အတိုင်းကွက်တိ အဲ့ဒါသူကဗာလဲအောက်ကိုပြစ်ချအဲ့ဒီမှာပြဿနာတွေ့တာမြောက်တရားအဲ့လိုပြစ်ချတဲ့အချိန်မှာပြန်ပြစ်မချတော့ပြန်ဆောင်းဟာဟောက်နေပြန်ဆောင်းမှာမဟုတ်ပြစ်ချပြန်ဆောင်းပြစ်ချပြန်ဆောင်းဟာဒါဗာလဲဟာအဲ့ဒါသူစိတ်ညစ်ပြီးတော့ခေါင်းကုတ်ပြီးအပင်အောင်မှာယက်နေတဲ့အချိန်မင်းဘဝနေမြောက်တကောင်ဆင်းလာပြီးတော့သူ့နောက်ကပ်ပြီးကွတ်ကွတ်ကွတ်နဲ့ပြောသွားဘာပြောသွားလဲဆိုတော့ဟဲ့ရောက်နေမင်းမှာပဲအဖိုးရှိတာမဟုတ်ဘူးတဲ့ဒို့မှာလည်းအဖိုးရှိတယ်လူချင်းတို့ခင်ဗျာကျွန်တော်တို့ဟာ ပြဿနာအသစ်တွေကို နီလန်အဟောင်းတွေနဲ့ဖြေရှင်းလို့မရပါဘူး။အဲကျွန်တော်တို့ရဲ့ skill တွေလေးလာသင်ယူမှုတွေအသီးသူတတွေကျွမ်းကျင်မှုတွေကိုအမြဲတမ်းအမြဲတမ်းဖြည့်ဆည်းနေရမှာဖြစ်ပါတယ်။ဒီနေ့လောက်တဲ့အတိုင်းမနက်ဖြန်မှဆက်လုပ်ပြီးတော့တပတ်ခါမှာကျွန်တော်တို့ရာလန်အသစ်တွေညှော်လင့်နေလို့မရပါဘူး။အဲတော့အခုမြန်မာနှစ်သစ်မှာလူချင်းတို့စီဝိုင်းနဲ့ပတ်သက်ပြီးတော့ဘာတွေလှုပ်ဆောင်မှုအသစ်တွေလှုပ်ဆောင်နေပြီလဲ။ကောင်းမမှာရေးကြည့်ပါဦး။ကိုယ့်ရဲ့စိုင်းမှာပဲဖြစ်ကိုယ့်လုပ်ငန်းမှာပဲဖြစ်ဖြစ်နော်ဘာတွေလှုပ်နေပြီလဲ။မင်းတို့အသစ်တွေရောလှုပ်ပြီလား။ဒါတွေရေးကြည့်ပါဦး။ 假如钓那钓鲤来子啊，嗯，那得嘛。 နီလန်အစ်စ်တီကခေါင်းထဲကိုအချလောင်းဆိုပြီးသူမှရောက်မလာဘူးလေးလာတင်ယူမှုအစ်စ်တီလုံးမှာနီလန်အစ်စ်တီကိုရမှာဖြစ်ပါတယ်ဒါကြောင့်လေးလာတင်မှုအစ်စ်လှုပ်ရှင်တဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ်စကားစွန့်ရည်သင်တန်း business presentations master class ကိုအခုလာမယ်9လပိုင်းမှာဖွင့်မှာဖြစ်တယ် online သင်တန်းဒီ9လပိုင်း6ရက်နေစမေလ6ရက်နေစ online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တိတိကမ္ဘာ data တိတိတက်နိုင်ပါတယ်အပြင်လူတွေတင်တဲ့ကတော့9လပိုင်း10ရက်နေ့နဲ့17ရက်နေ့မနက်7:00နာရီကနေ6:00နာရီအထိအခုကျွန်တော်ရောက်နေတဲ့ ရန်ကုန်မြို့တော်ဝင်စင်တာ၃လာမှာရှိတဲ့ဒီ MLT နန်းကျောင်းရဲ့ဒီတောင်ကူရုံးဒီခန်းမထဲမှာပဲ ၅လပိုင်း၁၀ရက်နေ့နဲ့၁၇ရက်နေ့စနေတိုင်းတွေနှစ်ရက်မှာတင် जा ပေးမှာဖြစ်ပါတယ်။နှစ်ရက်တွေ့ဆုံပြီးတင် जा ပေးမှာဖြစ်ပါတယ်။အဲ့တော့ online တင်နာမည်တက်ချင်တက်ချင်အပြင်တင်နာမည်တက်ချင်တက်ချင်ကျွန်တော်တို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရောကောမမမင်းရဲ့ Messenger message မှာဆင်းပေးထားပြီးကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်။20% discount ကျွန်တော်တို့ဆက်ပြီးတော့ပေးထားပါတယ်။တင်နာအကြောင်းအသေးစိတ်ကိုဒီအကောင့်နဲ့ဝင်ကြည့်ပါ။အပေါ်ဆုံးမှာကျွန်တော် video file နဲ့တူတင်ထားပေးပါတယ်။အဒီတင်နာညီစကားဆွင့်ရင်တင်နာလို့ဆိုတာနဲ့ညီ business presentations master class လို့ဆိုတာနဲ့ညီစကားဆွင့်ရင်ဒီတွေကစီးပွားရေးနဲ့ဆိုင်တဲ့အယောင်းဆိုင်ရာပြောဆိုမှုတွေ online ရောအပြင်ရော meeting စည်းဝေးတွေမှာပြောဆိုမှုနဲ့ public speaking လူလူအကြားဟောပြောမှုကိုကျွန်တော်ရဲ့နှစ်ပေါင်းများစွာပရိသတ်ပေါင်းများစွာအကြောင်းအရာပေါင်းများစွာဟောပြောခဲ့တဲ့အတွေ့အကြုံတွေကိုအစီအနှစ်ထုတ်ပြီးတော့လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ် online သင်တန်းသင်ကြားမဲ့ပုံစံတော့သင်တန်းစတင်မဲ့9လပိုင်း6ရက်နေ့ကနေစတင်ပြီးနေ့စဉ် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့ခက်တဲ့သူတွေက Telegram private channel မှာလည်းတင်ထားပေးမယ် live lecture ကိုအပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zone ကနေ live လုပ်ပြီးသင်မှာဖြစ်တော့တယ်ကျွန်တော်တယောက်ချင်းတွေ့ဆုံပြီးမိကုန်းနေမင်းနိုင်တယ်အဲ့တော့လူကျွန်တော်သင်တန်း တက်နေတဲ့ group ကိုချင်မှရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်။တန်းကလာတလပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးပို့ပေးမယ်။အပြင်လူတွေ့တင်တဲ့ကတော့အခုလာမယ်9လပိုင်း10ရက်နေ့နဲ့17ရက်နေ့စနေကျွန်းနေ့ရက်မှာမနက်စင်နာရက်နေ့ညနေ6နာရီထိခုနကျွန်တော်တော်ဝင်စင်တာကျွန်တော်တို့ဒီခန်းမထဲမှာတင်ကြားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တင်တဲ့ချင်းနံပါတ်ဖုန်းနံပါတ်ရဲ့ message မှာရေးထားပေးကျွန်တော်တို့တင်းကဆက်သွယ်ပေးမယ်20% discount ဆက်ပေးထားပါတယ်အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်းအတွက်ကျွန်တော်စာအုပ်၅အုပ်ကိုဒါ TikTok ကကျွန်တော်မိတ်ဆွေတွေအတွက် TikTok ကိုဘောမပေးဘူးလားလို့မေးတဲ့သူတွေအတွက် TikTok အတွက် special စာအုပ်၅အုပ်လက်ဆောင်ပေးမှာဖြစ်တယ် TikTok ကမိတ်ဆွေတွေအတွက်တီးတန့်ပေးမှာဖြစ်တယ်အဲ့တော့အခုကျွန်တော်အစီအစဉ်လေးကိုမျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပေးအဲ့ထက်က၅အုပ်ကိုရွေးချယ်ပြီးတော့လက်ဆောင်ပေးမှာဖြစ်ပါတယ်ကျွန်တော်အမှတ်တရ lemonade တို့အိမ်နာရရောက်ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှာဖြစ်ပါတယ် ဘန်ကောက်ကလူတွေကတော့ meet and greet in ဘန်ကောက်ကိုအခုလာမယ်မေလ16ရက်နေ့ဘန်ကောက်မှာတွေ့မယ်တစ်ကက်လိုချင်တဲ့ဆို Messenger မှာရေးထားပေးပါလိုအပ်တဲ့အချက်လက်တွေပြန်ပေးထားပါ We must walk together we must build our nation